မင်္ဂလာပါရှင်။ CNI သတင်းဌာနရဲ့2025ခုနှစ်အောက်တိုဘာလ23ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ TNL ဟာစကားတွေကျုံကုန်တဲ့အတွက်မြန်မာတက်မတော်နဲ့ညှိနှိုင်းဖို့ခတ်သွားပြီဖြစ်တယ်လို့အိုးမြေသားလူမျိုးရေးဖွဲ့ချုပ်ဥက္ကဋ္ဌဘိုမူကြီးခွန်ဦးကာကပြောဆိုလိုက်တဲ့သတင်း။တောင်တရုတ်ပင်လယ်ရဲ့ပိုင်ဆိုင်မှုအငင်းပွားနေတဲ့ကျွန်းစုအနီးမှာတရုတ်နဲ့ဖိလစ်ပိုင်တင်မော်တွေထိတိုက်တွေ့ဆုံခဲ့ပြီးအပြန်အလှန်ဝေဖန်ပြစ်တင်ခဲ့ကြတဲ့ဆွေတဲ့တဲ့အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ TNL ဟာစကားတွေကျုံကုန်တဲ့အတွက်မြမတက်မတော်နဲ့ညှိနှိုင်းဖို့ခတ်သွားပြီဖြစ်တယ်လို့ပိုးမြသားလက်မြောက်ရဲ့အဖွဲ့ချုပ်ဥက္ကဋ္ဌဗိုလ်မှူးကြီးခွန်ဦးကာကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါတယ်တောင်မြသားလက်မြောက်ရဲ့တက်မတော် TNL အနေနဲ့စကားတွေကျုံကုန်တဲ့အတွက်မြမတက်မတော်နဲ့ညှိနှိုင်းဖို့ခတ်သွားပြီဖြစ်တယ်လို့ပိုးမြသားလက်မြောက်ရဲ့အဖွဲ့ချုပ် PNLO NCS မှာ ဥက္ကဋ္ဌပုံမူကြီးခွန်ဦးကာက CNN သတင်းဌာနကိုပြောပါရယ်။တည်ရနယ်လေးအနေနဲ့လက်ရှိအနေအထားမှာနောက်ဆုတ်ဖို့ခက်ခဲသွားပြီးမြမတက်မတော်ဘက်ကလည်းတိုက်ခိုက်ပြီးမှရှင်းမဲ့သဘောမျိုးရှိကြောင်းတည်ရနယ်လေးအနေနဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတွေကိုပြန်ဆုတ်သွားမယ်ဆိုပါကတက်တာမှဖြစ်ကြောင်းသူကပြောပါရယ်။ဒါအားနဲ့တော့မရတော့ဘူး။နောက်ဆုတ်ဖို့လည်းခက်တယ်တိုက်တိုက်ပြီးတော့တိုက်ပြီးတော့ရှင်းမဲ့သဘောမျိုးရှိတယ်။ဒါအားနဲ့တော့သူတို့ရဲ့မူလအလောင်းကအုပ်ချုပ်ခွင့်ရဒေသတွေမှာ ဆောက်သွားရင်တော့ဆက်သက်ပါမယ်မထုတ်ဘူးဆိုရင်တော့တိုက်ခိုက်မှုအခါမှာစကြည့်လို့တော့ဖက်သွားပြီဒါကငါပြောစကားပြီးကြုံကုန်တယ် MND ကတော့ကိုငိုရရနှိမ့်သားပြီးအပြည့်ရတာလေဒါတို့နာရှိုးမှာတော့မလိုအပ်ဘူးဟာတော့ပါသာပြေဆုံးတကားပြောနေကြတော့ဒီကိုကကတော့အနည်းနည်းနဲ့ပဲအနည်းငယ်ဆိုင်ပါမယ်တင်တယ်ပြပါမယ်ဆိုလည်းပြကအမတ်ဆန်ခံလို့အောင်လုပ်ပေးရမှာပေါ့အတကအမတ်ဆန်ကပြကလည်းအမတ်ဆန်ပါလို့စဉ်းစားမှာပေါ့ မပနောင်ကတော့နည်းနည်းချက်တယ်အနေထားမကူကနေမတူနိုင်တော့တည်ရနေလေဟာ2023ခုနှစ်အောက်တိုဘာ29ရက်ကကိုကန်တက်အရက်ခတက်တော် KNTF BNRA BBLA MDY PDF DBLA PLA စတဲ့လက်နက်ကင်အင်အားစုတွေနဲ့စုဖွဲ့ပြီးတစ်တုံညာနှစ်ခွန်စစ်စင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့မန္တလေးတိုင်းဒေသကြီးအတွင်မှာဖော်ဆောင်ခဲ့တာပါအဲ့ဒီစစ်စင်ရေးအတွင်မှာ DNL ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိနမ်ခန်နမ်ဆန်မန်တုံမိုင်းငော့နမ်မတူကြောင်မဲတီဘော နောင်ချိုမိုးမိန်မိုင်းလုံးကုတ်ခိုင်နဲ့မန္တလေးတိုင်းဒေသကြီးအတွင်းကမိုးကုတ်တို့ကိုသိမ့်ပိုက်ခဲ့ပါတယ်။ဒါပြင်ဒီနယ်လေးကဒုတိယဗိုလ်ချုပ်ကြီးတားချုပ်ကြားဦးဆောင်တဲ့အဖွဲ့နဲ့မြမတက်မတော်ကဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဆောင်တဲ့အဖွဲ့တို့တရုတ်နိုင်ငံကုမင်းမြို့မှာ2025ခုနှစ်ဖေဖော်ဝါရီ16ရက်နေ့ကနေမှဆွေးနွေးခရအဆင်မပြေဖြစ်ခဲ့ကြပါတယ်။အဲဒီနောက်ဒုတိယအကြိမ်အနေနဲ့တရုတ်နိုင်ငံမြမတက်မတော်တို့ 2025ခုနှစ်ဧပြီ28ရက်နဲ့29ရက်ကတရုတ်နိုင်ငံကူမင်းမြို့မှာဆက်လက်ဆွေးနွေးခဲ့တယ်လို့တတိယအကြိမ်မြောက်ကိုတော့ဩဂတ်လကုန်ပိုင်းမှာဆွေးနွေးခဲ့ပေမဲ့လေမအောင်မြင်ပဲဒီကနေ့အထိသဘောတူညီမှုမရရှိသေးတာဖြစ်ပါတယ်။ဒီပေမဲ့ MNDAA နဲ့မြန်မာတက်မတော်တို့အကြားတရုတ်ရဲ့ချောင်းဝင်မှုနဲ့အပြစ်ရဲ့လက်မှတ်ထိုးထားကြပြီးလာရှိုးမြို့ကိုလည်းပြန်လည်လွှဲပြောင်းပေးအပ်ထားတာပါ။ MNDAA ဟာတရုတ်ဖြစ်တာကြောင့်ပြောရဆိုရလွယ်ကူစေတဲ့အတွက်တိုက်ခိုက်ပြီးရှင်းမဲ့ပုံမရှိကြောင်း တရနယ်လီဟာအပြစ်မရက်ထားတဲ့အတွက်အတိုက်အခိုက်ပိုဖြစ်နိုင်ကြောင်းပိုးမြသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO NCS မှာဥက္ကဋ္ဌဘိုးမူကြီးခေါဥကာက CNN သတင်းဌာနကိုပြောပါတယ်။ဘိုးကလည်းတရုတ်ပဲလေ။တရုတ်ဆိုတော့တရုတ်နဲ့တရုတ်လူမျိုးတရုတ်တကာပဲပြောတော့ဒီကုကနဲ့ဒီတရုတ်နဲ့ကညှိလွယ်တယ်။ဘာကြောင့်လဲဆိုတော့မကိုရီးယားအဲကုကနဲ့ကအင်္ဂလိပ်လက်ထက်မှာမှဒီမှာပြည်တော့ပါတော့လာတော့အရင်ကတရုတ်ပြည်ပါလား။ဒါကြောင့်ဒီကုကကတော့သူ့တရုတ်နဲ့ကတော့သူ့ ဟိုဟိုဘာဘာဖလို့ဖြစ်နေတာပြောလို့ဆိုလို့လွယ်တော့အတိုက်ပဲတိုက်ဆိုင်ပြီးတော့မရှင်းတဲ့ပုံမျိုးမဖြစ်တော့ဘူးမရှိတော့ဘူးအပြည့်ရတာလာလဲဆိုင်သွားပြီအဲ့ဒီမှာတော့ဟိုအပြည့်မရထားဘူးဆိုတော့နည်းနည်းတိုက်ဆိုင်ပူဖြစ်နေတာပေါ့လက်ရှိမှာမြမတက်မတော်ဟာတရုတ်မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ TNL ထင်းကျုပ်ထားတဲ့ကြောင်မဲတဲ့နောင်ချိုမျိုးတွေကို 2025ခုနှစ်ဇူလိုင်လနဲ့အောက်တိုဘာလတွေကပြန်လည်သိမ့်ပိုက်ထားပြီးနောက်တီဘောမျိုးကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ရရှိတာပါ။အဲဒီလိုပဲမိုးကုတ်မျိုးကိုလည်းပြန်လည်သိမ့်ပိုက်နိုင်ရင်မြမတက်မတော်ကထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့နိုင်ငံရေးအခြေအနေနဲ့လက်နက်ကင်ပဋိပက္ခတွေကိုဖြည့်ရှင်းနိုင်ရေးအတွက်ကြိုးပမ်းကြရမှာခေါင်းဆောင်မှုပျောက်ဆုံးနေရကြောင့်အကွက်ကွက်အပြပြဖြစ်နေတယ်လို့စီးရင်နဲ့နိုင်ငံရေးအခက်အခဲတွေက ထောက်ပြပြောဆိုလိုက်တဲ့တဲ့ရင်ကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ။ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့နိုင်ငံရေးအကျပ်တဲနဲ့လက်နက်ကင်ပြပခါတွေကိုဖြစ်ရှင်းနိုင်ရေးအတွက်ကြိုးပမ်းကြရမှာခေါင်းဆောင်မှုပျောက်ဆုံးနေတာကြောင့်အကွဲကွဲပြားပြားဖြစ်နေကြောင်းစည်ရင်းတဲ့နိုင်ငံရေးအကက်ခတ်တွေကထောက်ပြကြပါရယ်မြန်မာနိုင်ငံမှာအကျပ်တဲတွေပိုပြီးမကြုံရစေဖို့နဲ့ရည်သားဆုံးရှုံးမှုတွေကြိုတင်တားဆီးနိုင်ဖို့နိုင်ငံတကာတာဝန်ခံမှုနဲ့ကာကွယ်မှုတို့ကိုအရေးပေါ်လိုအပ်နေကြောင်းအဲ့ဒီအပြင်အာဆီယံတဖွဲ့တဲ့အနေနဲ့အခုလိုကြီးလေးတဲ့တာဝန်ကိုပကုံးထမ်းနိုင်မှာမဟုတ်ကြောင်းဦးကျော်မိုးထွန်းကကုလသမဂ္ဂမှာပြောကြားခဲ့ပါရယ်လူလူလည်းဒုက္ခ ါရောက်နေသလိုအတိုက်ခံလုပ်နေတဲ့နိုင်ငံရေးအင်အားစုတွေမှာလည်းအကွက်ကွက်အပြည့်ပြည့်ဖြစ်ပြီးခေါင်းဆောင်မှုပြောင်းနေကြောင်းစီးလုံးညညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် UNA မှဦးမျိုးကျော်ကဆီယန်နိုင်တည်င်းဌာနကိုပြောပါတယ်။လူထုအတွက်အမှတ်ဆန်ချက်ပေးတယ်ဆိုတာအထက်အခုနော်လူထုကတော့တာဝန်ရှိတယ်လို့တော့ပြောလို့ရတယ်။ဒါပေမဲ့လူထုလည်းဒီခေါင်းရောင်းနေတယ်လို့အတိုက်ခံလုပ်နေတဲ့ဒီဖက်နိုင်ငံရေးအင်အားစုတွေမှာလည်းအကွက်ကွက်အပြည့်ပြည့်နဲ့နေပြီးတော့စုစည်းညီညွတ်မှုအားတော်တော်လေး နေနေတယ်နော်နောက်တစ်ခါကောင်းဆောင်မှုကြောက်နေတယ်ပေါ့ဗျာဒါဒီဘက်မှာအဲ့ဒါကြောင့်လူထုကဘယ်သူတွေကနေဒီအမတ်ကျက်ပေးနိုင်မလဲဆိုတဲ့ဟာမျိုးပေါ့နော်ကျွန်တော်တို့ကတော့ကိုယ်အတိုင်းတန်နဲ့ကိုယ်ကိုယ်ရက်တီပြီးကြောနေတယ်ဆိုပေမဲ့တော့မလုံလောက်ပြီးဘူးလို့မြင်တယ်အဲ့တော့လူထုအတွက်အမတ်ခံချက်ပေးဖို့ကြောကြတော့အခုလိုဟိုမီဒီယာမှာကြောနေတာတခါရှိတယ်လို့တစ်ဖက်မှာလည်းတုံ့ပြန်ဖို့တူညီချက်နဲ့ဒီစူးစီးပြီးတော့ အားကောင်းတဲ့မဟာမိတ်ပုံစံတစ်ခုတော့ဖြစ်လာပုံလို့လေအဲ့ဒီအဖွဲ့အစည်းအဲ့ဒီအစိုးရတွေကမှတစ်ဆင့်ဒီလိုလူထုကိုနေပြီးတော့တက္ကသိုလ်လုပ်ရနိုင်မယ်လို့ထင်တယ် မြန်မာနိုင်ငံမှာ2021ခုနှစ်ဖေဖော်ဝါရီတရက်က NND အစိုးရဟာ2020အထွေထွေရွေးကောက်ပွဲမဲဆင်းရင်အငင်းပွားမှုအားမဖြစ်ရှင်းမဲ့အစိုးရဖွဲ့စည်းရေးကြိုးပမ်းတယ်လို့ဆိုကာမြန်မာတက်မတော်ကဖြုတ်ချပြီးနိုင်ငံတော်အားအရေးပေါ်အခြေအနေကြီးညာခဲ့ပါတယ်။အဲဒီနောက်နိုင်ငံတော်ဝန်ဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့ကြသလိုလက်နက်ကင်တော်လှန်မှုတွေပေါ်ပေါက်လာတာဟာလက်ရှိအချိန်အထိမဖြစ်ရှင်းနိုင်ပဲဖြစ်ပေါ်နေပါတယ်။လက်ရှိအချိန်မှာအလုံးမှာသူ့ခေါင်းဆောင်ကိုခေါင်းဆောင်ရှိနေကြကြောင်းအလုံးကိုဥဆောင်နိုင်တဲ့ခေါင်းဆောင်မျိုးကတော့လီဟာနယ်ဖြစ်နေတဲ့သဘောရှိ ကြောင်းနိုင်ငံရေးလေးလာသုံးသက်သူဦးထောင်ကျော်ကစီအန်အန်သတင်းဌာနကိုပြောပါရယ်။နောက်ပြီးတော့မူလေးကတော့အတိအကျရှိကြတာပဲလေ။ဒါပေမဲ့တခုတခုရှိတာအားလုံးအားလုံးလက်ခံနိုင်တော့ကောင်းဆောင်ဖြစ်မှာပေါ့။ဒီကတော့အားလုံးသူ့ကောင်းဆောင်ကိုကောင်းဆောင်ပြီးတော့ဖြစ်နေတာတော့ဒီလိုပဲ။အားလုံးကိုတင်ကြုံပြီးတော့မှအားလုံးလက်ခံနိုင်တယ်။ကောင်းဆောင်ပြောတော့လောလောဆယ်အစီအစဉ်ဖြစ်တယ်ဆိုတော့ဘောရရှိတယ်။ဒီကောက်ပေါ်ရေးတိတ်တိုင်းနဲ့ကြိုရဲကြတာရှိတယ်။ဒီကောက်ပေါ်ရေးစီကံ ားလုံးပြီးပြီးသားလက်ခံပြီးသားတယ်ဒီပေါ်မှာသူ့ရောင်နေစက်မှန်ဆိုတဲ့ဟာဘာနဲ့တိုင်တာလဲပေါ့အဲ့ဒီဟာဟိုစက်မှန်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်ကြမှာလဲပေါ့အခုကနန်းနေရှိသွားပြီလေဘာဖြစ်လာ လက်ရှိမြန်မာနိုင်ငံမှာနိုင်ငံရေးသဘောတူညီချက်တစုံတရာမရယူနိုင်သေးပဲဖြစ်နေကြောင်းငင်းချမ်းရေးလုပ်ငန်းစဉ်မှာလည်းရှေးမတိုးနိုင်ပဲဖြစ်နေကြောင်းစီးရင်နဲ့နိုင်ငံရေးအကက်ခတ်တွေကထောက်ပြကြပါတယ်။အလားတူနိုင်ငံရေးနဲ့ငင်းချမ်းရေးဆွေးနွေးရေးတွေအတွက်မြန်မာတက်မတော်ဟာအထိုင်တစ်ခုအနေနဲ့ရှိနေပေမဲ့လည်းအတိုက်ခံတွေနဲ့တော်လှန်ရေးအင်အားစုတွေဘက်ကတော့ဘသူဒါမှမဟုတ်ဘလို့အဖွဲ့အစည်းကဥဆောင်ဆွေးနွေးခွင့်ရှိတာဆိုတဲ့ဘုံသဘောတူညီချက်မရှိပဲဖြစ်နေပါတယ်။ စီနိုင်တဲ့ထောင်နိုင်နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာပါ။တောင်တရုတ်ပင်လယ်ရေပိုင်ဆိုင်မှုအငင်းပွားနေတဲ့ကျွန်းစုအနီးမှာတရုတ်နဲ့ဖိလစ်ပိုင်တင်မောတွေထိတိုက်တွေ့ဆုံခဲ့ပြီးအပြန်အလှန်ဝေဖန်ပြစ်တင်ခဲ့ကြတဲ့ဆွေးနွေးတဲ့မဲ့ဖြစ်ပါတယ်။တောင်တရုတ်ပင်လယ်ရေပိုင်ဆိုင်မှုအငင်းပွားနေတဲ့ကျွန်းစုအနီးမှာတရုတ်နဲ့ဖိလစ်ပိုင်တင်မောတွေထိတိုက်တွေ့ခဲ့ပြီးအပြန်အလှန်ဝေဖန်ပြစ်တင်ခဲ့ကြတယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။အော်တိုဘာ12ရက်မနက်အစောပိုင်းကတရုတ်ပင်လယ်ရေကြောင်းတပ်ဖွဲ့ဟာတီတွန်ကျွန်းအနီးမှာ ဖိလစ်ပိုင်သင်္ဘောတစ်စင်းကိုဗီတာပိုင်းနဲ့ထိုးပြီးဝင်တိုက်ခဲ့တယ်လို့ဖိလစ်ပိုင်ကမ်းခြေစောက်တပ်ဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်ဖိလစ်ပိုင်သင်္ဘော၃စင်းဟာဒေသခံ၅ဖမ်းသမားတွေကိုကာကွယ်ဖို့အစိုးရရဲ့အစီအစဉ်နဲ့တီတွန်ကျောင်းအနီးမှာကြောက်ချရန်နာထားချိန်မှာတရုတ်သင်္ဘောတွေကချင်းကပ်လာခဲ့ပြီးဗီတာပိုက်တွေနဲ့ထိုးခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်အဲဒီနောက်တရုတ်သင်္ဘောတစ်စင်းကဖိလစ်ပိုင်သင်္ဘောတစ်စင်းကိုဝင်တိုက်ခဲ့တာကြောင့်ဖိလစ်ပိုင်သင်္ဘောတစ်စင်းရဲ့ပယ်ပိုင်းမှာထိခိုက်သွားခဲ့ပေမဲ့သင်္ဘောသားတွေထိခိုက်ဒဏ်ရာမရခဲ့ကြောင်းဖိလစ်ပိုင်ကကမ်းခြေဆောင်တပ်ဖွဲ့ကပြောကြားခဲ့ပါတယ် တရုတ်ကမ်းခြေဆောင်တပ်ဖွဲ့ကတော့ဖိလစ်ပိုင်အစိုးရသင်္ဘောတွေဟာတီတွန်ကျွန်းရဲ့မြောက်ဘက်စန်ဒီဂဲကြောက်တန်းအနီးရှိရေပြင်တွေအတွင်းကိုတရားမဝင်ဝင်ရောက်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ဖိလစ်ပိုင်သင်္ဘောတစ်စင်းဟာတရုတ်ကမ်းခြေဆောင်တပ်ဖွဲ့သင်္ဘောအနီးကိုအနေရကြီးစွာနဲ့ချဉ်ကပ်လာခဲ့တာဖြစ်ပြီးသင်္ဘောချင်းတိုက်ခိုက်မှုတွေဖိလစ်ပိုင်သင်္ဘောတွေအပြေးအဝတာဝန်ရှိကြောင်းလည်းတရုတ်ကထုတ်ပြန်ခဲ့ပါတယ်။မကြာသေးမီလတွေအတွင်းတောင်တရုတ်ပင်လယ်မှာဖိလစ်ပိုင်နဲ့တရုတ်သင်္ဘောတွေကြားမကြာခဏထိတိုက်တွေ့မှုတွေဖြစ်ပွားလေ့ရှိပါတယ်။ ြီးခဲ့တဲ့လကလည်းတရုတ်ကမ်းရေတောင်တစ်ဖက်တင်ပေါ်တစင်းဟာတရုတ်ရဲ့ထိန်းချုပ်မှုအောက်ရှိစကာဘိုရော့တောင်ကိုအနီးမှာဖိလစ်ပိုင်အစိုးရပိုင်တင်ပေါ်တစင်းကိုမိသက်ပိုင်နဲ့ပတ်ဖြန်းခဲ့တာကြောင့်လူတို့ဦးတန်ရရခဲ့ကြောင်းဖိလစ်ပိုင်အစိုးရကပြောကြားခဲ့ပါတယ်။ဩဂုတ်လအတွင်းကလည်းတရုတ်ရဲ့တင်ပေါ်တစင်းဟာစကာဘိုရော့တောင်ကိုအနီးမှာဖိလစ်ပိုင်ကင်းလက်တင်ပေါ်ကိုနောက်ရောက်ခံလိုက်ချိန်မှာအခြားတရုတ်တင်ပေါ်တစင်းနဲ့တိုက်မိခဲ့ပါတယ်။ငယ်မြင့်တဲ့လေပိုင်းကိုထထလေးလေးချိုးပေါက်မှုကိုတုံ့ပြန်တဲ့အနေနဲ့ ရဲစဲစစ်စင်ရေးတွေအတွင်းပါကစ္စတန်စစ်သား58ဦးကိုအာဖဂန်နစ္စတန်ကတုတ်တင်ရှင်းလင်းခဲ့တဲ့ဆွေတဲ့တင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ။ အာဖဂန်နစ္စတန်ကသူ့ရဲ့နယ်မြေနဲ့လေပိုင်းတပ်ကိုထပ်တလဲလဲချိုးဖောက်မှုကိုတုံ့ပြန်တဲ့အနေနဲ့နေဆက်စစ်စင်ရေးတွေအတွင်းပါကစ္စတန်စစ်သား58ဦးကိုတုံ့တင်ရှင်းလင်းခဲ့ကြောင်းအော်တိုဘာ12ရက်မှာပြောကြားခဲ့တယ်လို့ AP ကဖော်ပြခဲ့ပါတယ်။အခုသတင်းပတ်အစောပိုင်းကပါကစ္စတန်ဟာကပူးမြို့တော်နဲ့နိုင်ငံအရှေ့ပိုင်းရှိဇေးတစေးတို့ကိုဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့အာဖဂန်အာဏာပိုင်တွေကဆွဆွဲပြောကြားခဲ့ပါတယ်။ပါကစ္စတန်ကဒီတိုက်ခိုက်မှုတက်ဝန်ခံပြောကြားတာမရှိသေးပါဘူး။အာဖဂန်တပ်ဖွဲ့တွေဟာပါကစ္စတန်စစ်စခန်း25ခုကို ိုင်းပိုက်ခဲ့ပြီးပါကစ္စတန်စစ်သား58ဦးကိုတုံ့တင်ရှင်းလင်းက30ခန်းတိုင်ရာရရှိခဲ့ကြောင်းတာလီဘန်အစိုးရရဲ့ပြောရေးဆိုခွင့်ရှိသူအကြီးအကဲဇာဗီဟူလာမူဂျာဟစ်ကပြောကြားခဲ့ပါတယ်။တရားဝင်နေဆက်တွေအားလုံးနဲ့အာဖဂန်နစ္စတန်ရဲ့ပိုင်နယ်ထဲကအချိန်တွေကိုထိန်းချုပ်နိုင်တော့ပါပြီ။တရားဝင်လှုပ်ရှားမှုတွေကိုအကျယ်တဝန်းဟန်တားနိုင်ခဲ့ပါတယ်လို့မူဂျာဟစ်ကဆိုပါတယ်။အာဖဂန်နစ္စတန်ဘက်ကထုတ်ပြန်တဲ့တေဆုံးသူအရေအတွက်နဲ့ပတ်သက်ပြီးပါကစ္စတန်ဘက်ကချက်ချင်းအတည်ပြုထားတာမရှိသေးပါဘူး။ပါကစ္စတန်ဟာအာဖဂန်နစ္စတန်အတွင်းရှိနေရာများပြားကိုအစောပိုင်းကတိုက်ခိုက် ုက်မှုတွေပြုလုပ်ခဲ့ပြီးစစ်သွေးကြော်တွေပေါ်ပေါက်နေတဲ့နေရာတွေကိုပြစ်မှတ်ထားကြအောင်ထုတ်ပြန်ခဲ့ပါတယ်။တာလီဘန်အစိုးရရဲ့ကာကွယ်ရေးဝန်ကြီးဌာနကသူ့ရဲ့တပ်ဖွဲ့ရနေဆက်တချောင်းလက်တော့ပြန်တိုက်ခိုက်တဲ့စစ်စင်ရေးအောင်မြင်ခဲ့တယ်လို့အော်တိုဘာ12ရက်မနက်စောပိုင်းကထုတ်ပြန်ခဲ့ပါတယ်။အာဖဂန်နစ္စတန်ရဲ့နယ်မြေပေါင်းစည်းမှုကိုတဖက်ကချိုးဖောက်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ရဲ့စစ်တပ်ကနိုင်ငံနယ်စပ်ကိုကာကွယ်ဖို့အပြည့်အဝပြင်ဆင်ပြီးအားကောင်းတဲ့တုံ့ပြန်မှုတွေလုပ်ဆောင်သွားပါမယ်လို့ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျွန်အန်က နောက်ဆုံးပေါ် ICBM ဒုံးကျည်ကိုထုတ်ဖော်ပြလိုက်တဲ့ဆွဲသတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။မြောက်ကိုရီးယားခေါင်းဆောင်ကင်မဂျွန်ဟာအောက်တိုဘာ17ရက်ညပိုင်းကပြုလုပ်ခဲ့တဲ့ဆေးပြအခမ်းအနားကိုကြီးကြပ်ခဲ့ပြီးပြည်ပခေါင်းဆောင်တွေတက်ရောက်လာခဲ့တဲ့ဒီဆေးပြအခမ်းအနားမှာနောက်ဆုံးပေါ်တိုက်ချင်းပြည်ပယ်ထိန်ဒုံးကျည် ICBM အစ်စ်ကိုထုတ်ဖော်ပြခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါဗျာ။ ရောက်ကိုရီးယားရဲ့အာဏာရအလို့သမားပါတီထူထောင်တဲ့နေပေါင်း80ပြည့်အထိမ်းအမှတ်ဖြစ်အော်တိုဘာ10ကအောင်ဝက်ခန့်အခမ်းအနားတွေပြုလုပ်ခဲ့ပြီးနောက်အော်တိုဘာ17ရက်မှာဆေးပြအခမ်းအနားကိုဇက်တိုက်ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်ဒီဆေးပြအခမ်းအနားမှာတရုတ်ဝန်ကြီးချုပ်လီချင်းရုရှားသမ္မတဟောင်းဒီမီထရီမက်ဖီဒန်နဲ့ BNL ကွန်မြူနတီပါတီအကြီးအကဲတိုလမ်တို့ကိုကင်မြက်နဘေးမှာမြင်တွေ့ခဲ့ရတာအခြားပြည်ပခေါင်းဆောင်တွေလည်းစေပြအခမ်းအနားကိုတက်ရောက်လာခဲ့ပါတယ်။ဒါအပြင်စေပြအခမ်းအနားတွင်မြောက်ကိုရီးယားရဲ့အင်အားအပြည့်စုံမှာပြည်အောင်နျူကလ িয়ার လက်နက်စနစ်လို့ကြေညာထားတယ်။ဟွာဆောင်20အတိုက်ချင်းဖြင့်ပယ်ထင်းဒုံးကျည်အသည်ပါဝင်မြောက်ကိုရီးယားရဲ့ခေမီဆိုလက်နက်အချို့ကိုပြသခဲ့တယ်လို့မြောက်ကိုရီးယားနိုင်ငံပိုင်း KCNA သတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်။ဟွာဆောင်မျိုးစား ICBM ဒုံးကျည်တွေဟာ အမေရိကန်ရဲ့ဘဲကုံးမြေကိုမဆိုပြင်မှတ်တာတိုက်ခိုက်နိုင်စွမ်းရှိလိမ့်မယ်လို့ထင်ကြေးပေးမှုတွေထွက်ပေါ်နေပေမယ့်ဒီဒုံးကျည်တွေရဲ့ပြင်မှတ်ထံရောက်ရှိနိုင်မယ်ပဲ့တဲစနစ်နီးပညာပေါ်မိကုံးတွေလည်းထွက်ပေါ်နေပါဗျ ဟွာဆောင်တွန်တီဒုံးကြီးတွေကလက်ရှိချိန်မှာမြောက်ကိုရီးယားရဲ့တာဝဲပြည့်နျူကလ িয়ার ထိပ်ဖို့တက်ဆင်နိုင်တဲ့နောက်ဆုံးပေါ်လက်နက်တွေလို့ပြောလို့ရပါတယ်။ဒါပေမဲ့လည်းအဲဒီလက်နက်စနစ်တွေကိုအခုနေ့မကုန်ခင်စမ်းသပ်လိမ့်မယ်လို့လည်းမျှော်လင့်ရပါတယ်လို့ American အခြေဆိုင် Carnegie Endowment for International Peace ရဲ့ကြွယ်ကျင်သူ Angie Bander ကပြောကြားခဲ့ပါတယ်။စေပြအခမ်းအနားမှာပြသခဲ့တဲ့လက်နက်စနစ်တွေနဲ့မဟာဗျူဟာမြောက်တာဝဲပြည့် Cruise ဒုံးကြီးတွေ drone လွတ်တင်တဲ့ယာဉ်တွေမြေပြင်ကနေဝင်ပြေးမြေပြင်ကနေမြေပြင်ပြည့်ဒုံးကြီးတွေနဲ့ ်အသေးကံဖောက်ခွဲတိုက်ခိုက်ရေးဒရုန်းတွေလည်းပါဝင်ကြောင်းတောင်ကိုရီးယားရှိကိုရီးယားပြည်လဲပေါင်းစည်းအင်စတီကျူကကြွမ်းကျင်သူဟောင်မင်ကပြောကြားခဲ့ပါတယ်။ဒီစေပြအခမ်းအနားတွင်ကင်မကမေကွန်ပြောကြားရမှာမြောက်ကိုရီးယားရဲ့အနိုင်မခံအရှုံးမပေးတဲ့စစ်တပ်ဟာအခက်အခဲတွေကိုကြော်လာပြီးတောက်ပတဲ့အနာဂတ်ကိုယူဆောင်လာမယ်။မိမိတို့ပါတီရဲ့အားထုတ်ကြိုးပမ်းမှုတွေကိုခိုင်မာစေဖို့အမြဲတမ်းလှုံ့ဆော်ခဲ့ကြတယ်လို့ပြောကြားခဲ့ပါတယ်။ CNN သတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ Ronaldo ကမိမိရဲ့အမြဲတမ်းစံပြပုတ်ကိုလို့ပြင်သစ်ကျယ်ပွင့်ဘက်ပီကပြောဆိုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။သတင်းပြည်စုံကိုရှုစားလိုက်ရအောင်ပါ။ပြင်းထန်ကြယ်ဝင်းဘက်ပီကပေါ်တူဂီအသင်းကောင်းဆောင်ရော်နယ်ဒိုဟာသူ့ရဲ့အမြဲတမ်းစံပြပုတ်ကိုဖြစ်တယ်လို့သူဟာရီယယ်အသင်းမှာနံပါတ်၁ပြည့်ရှိနေစေလို့မိုဘီစတာနဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာပြောခဲ့ပါဗျ။ဘက်ပီကခရစ်စတီယာနိုဟာကျွန်တော်အတွက်တော့အမြဲတမ်းစံပြပုတ်ကိုတူပါ ။သူနဲ့စကားပြောရတာကံကောင်းပြီ။သူကကျွန်တော်ကိုအကြံဉာဏ်တွေလည်းပေးတယ်လို့အကူအညီတွေလည်းပေးပါရတယ်။သူကမက်ဒရစ်မှာနံပါတ်၁ဖြစ်ရှိနေစေလို့ကျွန်တော်ထင်ပါရတယ်။ပရိသတ်တွေကရိုနယ်ဒိုကိုအိမ်မက်မက်နေစေဖြစ်ပေမယ့်ကျွန်တော်ကတော့ကိုလန်းကိုရှောက်ချင်ပါတယ်လို့ပြောခဲ့တာပါ။ဘယ်ဘီရဲ့ငယ်ဘဝအိုင်ဒေါ်တူဖြစ်တဲ့ရော်နယ်ဒိုဟာရီယယ်တင်မှာ2009ကနေ2018ခုနှစ်အထိ900တီကြာကစားခဲ့ပြီးတွင်ကို450တွင်ကချန်ပီယံလိဖလာ၄ချိန်အပါအဝင်စူပလာပေါင်း16ခုရောက်နိုင်ခဲ့တာဖြစ်ပါတယ် ဘဗီကလည်းလက်ရှိအချိန်မှာရနယ်ဒိုရဲ့ခြေအားတိုင်းလိုက်လုံနိုင်ဖို့မျှော်လင့်နေပြီ။ရီယယ်တင်ကစားသမားဘဝပွဲဦးထွက်ခဲ့တဲ့ပြီးခဲ့တဲ့ရာသီမှာ44ကိုသွင်းဝင်နိုင်ခဲ့ပါတယ်။ဘဗီဟာဒီရာသီမှာလည်းအကောင်းဆုံးခြေစွမ်းပြသနေပြီ။ရီယယ်တဲ့အတွက်ကစားထားတဲ့10ပွဲမှာ14ကိုသွင်းထားတာပါ။ ဖက်ဘီယာပြီးခဲ့တဲ့အဇာဘိုင်ဂျန်အသင်းနဲ့2026ဥပဗလာခြေစစ်ပွဲစဉ်မှာပြင်သစ်အသင်းအတွက်ပါဝင်ကစားခဲ့ပြီးဂိုးသွင်းနိုင်ခဲ့ပေမယ့်ခြေချင်းဝင်းတရားရရှိခဲ့တဲ့အတွက်လူစင်းကနေထွက်ခွာကရီးရဲ့တင့်တံပြန်လာခဲ့ပါတယ်။လာလီဂါမဘေးစရာထိပ်ဆုံးနေရာမှာရပ်တည်နေတဲ့ရီးရဲ့တင်ဟာလာမယ့်လီပွဲစဉ်ဖြစ်ဂီတာဘေးတင့်နဲ့ရှင်ပြန်ရမှာဖြစ်ပြီးဒီဘက်မှာဘက်ဘီပါဝင်နိုင်မလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။စီရင်တဲ့တင်ဌာနရဲ့2025ခုနှစ်အောက်တိုဘာလ23ရက်နေ့အတွက် ။နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါသေးရှင်။